sometime ကိုဒီတိုင်းရေးတာရယ် sometimes ဆိုပြီးတော့ s ပါတာရယ် some နဲ့ time နဲ့ကိုခွဲရေးတာရယ်ဒီသုံးမျိုးကအထိပယ်မတူသလိုအသုံးနှုန်းလဲကွဲပါတယ်ဆိုတော့ဒီဗီဒီယိုမှာဒီစကားလုံး၃ခုကိုရှင်းရှင်းလင်းလင်းနားလည်ပြီးတော့မှတ်မိအောင်ပြောပြပေးသွားမှာမို့လို့ဆက်ပြီးတော့ကြည့်လိုက်ရအောင်နော် ထမအောင်ဆုံးတစ်ခုကတော့ sometime ပေါ့နော်တွဲပြီးတော့ရေးမယ် as မပါဘူး။ तू ကတော့ဘာကိုပြောချင်တာလဲဆိုတော့အတိတ်ကာလဒါမှမဟုတ်အနာဂတ်ကာလတစ်ခုရဲ့သတ်မှတ်ထားခြင်းမရှိဘူး။တေချာခြင်းမရှိဘူး။အဲ့လိုမျိုးအချိန်တစ်ခုကိုဖော်ပြတဲ့အခါမှာသုံးတယ်။ဘလိုမျိုးလဲဆိုတော့ဥပမာကြည့်ရအောင် Let's meet sometime next week. နောက်ပတ်ထဲတရက်လောက်တွေ့ကြရအောင် နောက်အပတ်ရဲ့ဘယ်နေ့လဲဆိုတာမပြောဘူးဘယ်နေ့ဘယ်အချိန်လဲဆိုတာတိတိကျကျမပြောဘူး။အော်နောက်တစ်ပတ်ထဲတရက်တွေ့ကြမယ်လေဒီလိုမျိုးပဲပြောတဲ့အခါမှာ sometime ကိုသုံးတယ်ပေါ့ Let's meet next week ဆိုလို့ရှိရင်နောက်ပတ်ထဲတွေ့ကြရအောင် Let's meet sometime next week ဆိုလို့ရှိရင်အော်နောက်ပတ်ထဲတစ်ချိန်ချင်းတွေ့ကြရအောင်နောက်ပတ်ထဲတရက်ရဲ့တွေ့ကြမြန်မာလိုပြောမယ်ဆိုတော့နောက်ပတ်ထဲတရက်ရဲ့တွေ့ကြရအောင်ပေါ့ဒါအင်္ဂလိပ်လိုထားရကြည့်ပြောမယ်ဆိုတော့နောက်ပတ်ထဲအချိန်တစ်ခုခုမှတွေ့ကြရအောင်ဒီလိုမျိုးပြောတာပေါ့နော် အဲတိကျတာမှုမရှိဘူးအချိန်ခုကိုဖော်ပြခြင်းမရှိဘူးနောက်ထပ်ဥပမာတစ်ခုကကြတော့ they moved here sometime in 2021သူတို့2021ခုနှစ်ရဲ့အချိန်တစ်ခုခုလောက်မှာပြောင်းလာခဲ့ကြတယ်ညီမလို့ပြောမယ်ဆိုတော့သူတို့ဒီကို2021လောက်မှာပြောင်းလာကြတာ2021ထဲမှာပြောင်းလာကြတာဒီလိုမျိုးပြောချင်တာပေါ့နော်2021ရဲ့ဘယ်လလည်းမသိဘူး2021ရဲ့ဘယ်နေ့လည်းမသိဘူး တတိစာမသိဘူးဒါပေမဲ့2021ထဲဆိုတာပဲသိတာဒီလိုမျိုးချိန်မှာလဲ they moved here sometime in 2021သူတို့2021ရဲ့အချိန်တစ်ခုလောက်မှာပြောင်းလာခဲ့ကြတာဘယ်အချိန်လဲဆိုတာတတိစာမသိဘူးနောက်ထပ်ဥပမာတစ်ခုကြည့်မယ် I'll call you sometime tomorrow. မနေ့ဖန်ကြတစ်ချိန်ချိန်မှာငါမင်းကိုဖုန်းခေါ်လိုက်မယ်နော်။အာမြန်မာလိုကြီးပြောမယ်ဆိုလို့ရှင်တော့ နတ်ဖန်ကြလို့ရှင်ငါနင့်ကိုခေါ်လိုက်မယ်နော်နတ်ဖန်ခေါ်လိုက်မယ်ဘယ်ချိန်လဲဆိုတာမသိဘူးပါနတ်ဖန်ခေါ်မယ်ဆိုတာပဲသိတာဘယ်နှစ်နာရီလဲဆိုတာတိတိကျမပြောအဲ့လိုမျိုးအချိန်မှာဆိုလို့ရှင်လဲ sometime တုံးတယ် I'll call you sometime tomorrow ဒါဆိုရင်အနာဂတ်ကာလမှာဖြစ်မယ့်ဟာကိုပြောတာပါနော် tomorrow ဆိုလို့ရှင်မနတ်ဖန်မနတ်ဖန်ဆိုတာပဲပြောတာအာမနတ်ဖန်တနာရီလားနှစ်နာရီလားသုံးနာရီလားမသိဘူး အဲ့လိုမျိုးအခြေအနေမှာ sometime လေးကိုပိုးပြီးတော့ရေးတယ် s မပါဘဲနဲ့ရေးတယ်အဲ့တော့ sometime လေးကိုပိုးပြီးတော့ရေးတယ် s မပါဘဲနဲ့ရေးရဆိုရင်ကျမတို့သိသွားပြီသူတိတ်ပဲကအတိတ်ကာလဒါမှမဟုတ်အနာဂတ်ကာလတစ်ခုရဲ့တိကျတေချာခြင်းမရှိတဲ့အချိန်တစ်ခုကိုပြောတဲ့အချိန်မှာ sometime ကိုသုံးတယ် Okay now that sometimes ကိုကြည့်ရအောင်ဒီဟာလေးကကျတော့ sometimes s ပါသွားပြီသူရဲ့အဓိပ္ပာယ်ကကျတော့တစ်ခါတရံဒါမှမဟုတ်တစ်ချိန်တစ်ခါလို့အဓိပ္ပာယ်ရပြီးတော့အများရန်ဖြစ်လေဖြစ်တာမရှိတဲ့အချိန်တွေကိုဖော်ပြတဲ့အခါမှာသုံးတယ်ကျမတို့ဒါကတော့တော်တော်များသိမယ် sometimes ဆိုလို့ရှိရင်တစ်ခါတလေပေါ့ဒီလိုမျိုးသိကြရပေါ့เนาะဆိုတော့ဥပမာလေးတွေကြည့်ရအောင် he sometimes sings in the shower သူရေချိုးနေနေတဲ့တစ်ခါတရံမှာတချင်းဆိုတတ်တယ် ပြောရမယ်ဆိုရင်တော့အများတမ်းမဟုတ်ဘူးတစ်ခါတည်းမှဖြစ်လိဖြစ်ထားရှိတာကိုဖော်ပြရတယ်ပေါ့နော် he sometimes sings in the shower သူရချိုးနေတဲ့အခါတည်းမှတခြင်းဆိုတတ်တယ်နောက်ထပ်ဥပမာတစ်ခုကကြတော့ sometimes i forget where i put my phone တခါတည်းဆိုငါဖုန်းထားရတဲ့နေရာကိုမေ့နေတတ်တယ် I forget ကမေ့တာပေါ့နော် where I put my phone ငါဖုန်းထားရတဲ့နေရာကိုခါတည်းကမှမေ့နေတတ်တယ်ဒါဆိုရင်လည်းအများရဲမဟုတ်ဘူးကွာတခါတည်းကမှဖြစ်ဖြစ်လေရှိတာပေါ့နော်ဒါကိုဖော်ပြရတဲ့အချိန်မှာဆိုရင်လည်း sometimes as ပါပြီးတော့သုံးတယ်နောက်ထပ်ဥပမာတစ်ခုကကြတော့ they sometimes go hiking on weekends သူတို့ပတ်ရက်တွေဆိုရင်တခါတည်းကတောင်တက်သွားကြတယ် okay ဒါဆိုရင်လည်းသူတို့ကအမြဲတမ်းတောင်တက်တာမဟုတ်ဘူးတခါတလေမှပိတ်ရက်တွေမှာတောင်တက်တာ ီလိုမျိုးပြောတဲ့အချိန်မှာ sometimes လေးမှာ s ပါပြီးတော့သုံးတယ် hiking ကတောင်တက်တာ go hiking ဆိုလို့ရှင်တောင်တက်သွားကြတယ်ပေါ့ on weekends ဆိုလို့ရှင်စနေတနင်္ဂနွေပတ်ရက်တွေကိုပြောတာ sometimes ကတစ်ခါတည်းတစ်ခါတည်း they sometimes go hiking on weekends သူတို့ပတ်ရက်တွေဆိုတစ်ခါတည်းတောင်တက်သွားကြတယ်နောက်ဆုံးတစ်ခုကကြတော့ some နဲ့ time နဲ့ sometime ခွဲပြီးတော့ရေးတာ तू ကလည်းအထိပယ်မတူဘူးဘလို့လဲဆိုတော့ အချိန်တိုင်းတာတစ်ခုအထိကြာမြင့်တဲ့အချိန်အနည်းငယ်ဒါမှမဟုတ် အချိန်တစ်ခုကြာတဲ့စတဲ့ကြာချိန်တွေကိုဖော်ပြတဲ့အခါမှာသုံးတယ်။အဲနားလည်အောင်ဥပမာနဲ့ကြည့်အောင်။ Give me some time to think about it. ဒါကိုစဉ်းစားဖို့အတွက်အချိန်အနည်းငယ်ပေးပါ။ပြောမယ်ဆိုလို့ရှိရင် Give me some time အာငါ့ကိုအချိန်နည်းနည်းလောက်ပေးအောင်အဲဒီလိုမျိုးပြောရတဲ့အခါမှာအာသုံးတယ်ပေါ့နော် give me some time to think about it ဒါကိုစဉ်းစားဖို့အတွက်အချိန်နည်းငယ်ပေးပါဒီမှာဆိုရင် some net time နဲ့ကိုခွဲပြီးတော့ရေးထားတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့အတိုင်းတာတစ်ခုထိကြာမြင့်တဲ့အချိန်တွေကိုဖော်ပြတယ် give me some time ဆိုတာကြောင့် maybe တနာရီလောက်ဖြစ်ချင်းဖြစ်မယ်နေုံကောင်းကိုခဏလေးနော်9မိနစ်လောက်စဉ်းစားခွင့်ပေးအောင်10မိနစ်လောက်စဉ်းစားခွင့်ပေးအောင်15မိနစ်ဒီလိုမျိုးပြောချင်တာပေါ့နော် give me some time to think about it အတိုင်းတာတစ်ခုထိကြာမြင့်တဲ့အချိန်တွေကိုဖော်ပြတဲ့အခါမှာသုံးတယ်ပေါ့ ောက်ထပ်ဥပမာတစ်ခုကတော့ he lived abroad for some time သူနိုင်ငံခြားမှာအချိန်တစ်ခုကြာနေထိုင်ခဲ့တယ် he lived သူနေထိုင်ခဲ့တဲ့ abroad နိုင်ငံသားမှာ for some time အချိန်တစ်ခုကြာနေထိုင်ခဲ့အော်သူနေခဲ့တဲ့ကာလကတစ်နှစ်လည်းဖြစ်ချင်းဖြစ်မယ်နှစ်နှစ်လည်းဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့သူအချိန်တစ်ခုကြာအောင်တော့နေခဲ့တယ်ဆိုတဲ့သဘောမျိုးပြောချင်တာပေါ့နော်နောက်ထပ်ဥပမာတစ်ခုကကြတော့ can i have some time alone ငါတယောက်တည်းနေဖို့အချိန်နည်းနည်းလောက်ပေးလို့ရမလား can i have ဆိုတာကြောင့်ငါရနိုင်မလားပေါ့ some time အချိန်နည်းနည်းလောက်ရနိုင်မလား alone တယောက်ထဲငါတယောက်ထဲအချိန်နည်းနည်းလောက်ရနိုင်မလားဒီလိုမျိုးပြောချင်တာပေါ့နော်အမ်ဒီမှာဆိုလို့ရှင်လည်းခွဲရတာအတိုင်းတာတစ်ခုထိကြာမြင့်တဲ့အချိန်မျိုးပေါ်ပြ Can I have some time alone ဆိုလို့ရှင်ငါတယောက်ထဲနေဖို့အချိန်နည်းနည်းလိုတယ်တစ်လတန်သည်နှစ်လတန်သည်တစ်ပတ်တန်သည်နှစ်ပတ်တန်သည်မသိနိုင်ဘူးဒါမဲ့အချိန်ကာလတစ်ခုထိကြာမြင့်တဲ့အချိန်မျိုးပေါ်ပြတဲ့နေရာမှာ some time ကိုခွဲပြီးတော့ရေးတယ် ဆိုတော့ရှင်ပြီးတော့ပြောရမယ်အလွယ်ဆုံးနည်းနဲ့မှတ်မယ်ဆိုရင်ဒီလိုမျိုးလေးမှတ်လို့ရတယ်။ Sometime ပူးရတဲ့ဆိုတာကြတော့တိကျမှုမရှိတဲ့အချိန်တစ်ခုကိုဖော်ပြတဲ့အခါမှာသုံးတာ။ Sometimes s ထည့်ပြီးရေးတယ်ဆိုတာကြတော့မြဲတမ်းမဟုတ်ဘဲနဲ့တစ်ခါတည်းမှဖြစ်လေဖြစ်တာရှိတာကိုဖော်ပြတဲ့အခါမှာသုံးတာ။ sum နဲ့ time နဲ့ကိုခွဲပြီးတော့ရေးတယ်ဆိုတာကြတော့အချိန်တစ်ခုထိကြာမြင့်တဲ့အချိန်တွေကိုဖော်ပြတဲ့အခါမှာသုံးတာ။ โอเคဒါလေးကို screenshot လေးရိုက်ထားပြီးတော့မှတ်ထားပါတော့ဆိုတော့ကျမတို့ထပ်ပြီးတော့နားလည်သွားအောင်အဥပမာ paragraph တွေနဲ့ example paragraphs တွေပြောပြမယ်ဒီ၃မျိုးရဲ့၃လုံးတွေကိုကွက်ကွက်ပြပြမြင်သွားအောင်လို့ဒီစာပိုက်လေးနဲ့ဥပမာကြည့်ကြည့်မယ် I want to visit Japan sometime next year because it's always been my dream အာနောက်နှစ်ထဲတစ်ချိန်ချိန်မှာကျွန်တော်ရဲ့အိမ်မဖြစ်တဲ့ဂျပန်ကိုသွားလည်ခြင်းတယ် I want to visit Japan sometime next year ဆိုရင်နောက်နှစ်ထဲကတစ်ချိန်ချိန်မှာငါသွားလည်မှာ because it's always been my dream ဘာလို့အများနဲ့အားငါအိမ်မှာဖြစ်ခဲ့လို့ but ဒါပေမဲ့ I know it will take some time to save enough money ဒါပေမဲ့ပတ်စံစုဖို့အချိန်တစ်ခုကြာမယ်ဆိုတာကိုကျွန်တော်သိတယ် ဒါကြောင့်မှခွဲရေးလိုက်ပြီးပတ်စံစုဖို့အချိန်တခုလိုတယ်။သူဂျပန်သွားဖို့အာတလကိုဘယ်လောက်စုမယ်ပေါ်ဆိုပြီးတော့ဘယ်နှလစုရမယ်ဘယ်နှစ်နှစ်စုရမယ်ထားမျိုးရှိရယ်။အဲ့တော့ပတ်စံစုဖို့အချိန်တခုလိုတယ်။ Okay ။နောက်တစ်ကြောင်ကကြတော့ sometimes တခါတည်းရန် I feel like giving up ။ because the goal seems so far away တခါတရံကြလို့ရှိရင်တော့အိမ်မက်ကဝေးကွာလွန်တယ်လို့ခံစားရတာကြောင့်လက်လျှော့ချင်မိပါတယ် I feel like giving up ဆိုလို့ရှိရင်လက်လျှော့ချင်မိတယ် because ဘာလို့လဲဆိုတော့ the goal seems so far away အိမ်မက်ကပေါ့နော်အရည်ရွယ်ချက်ကအဝေးကွာနေရလို့ခံစားရလို့ Still, I keep reminding myself that if I plan well, I'll make it there sometime soon. Uh, ဒါမဲ့တခြားစနစ်တကျစီစဉ်ပြီးတော့လုပ်မယ်ဆိုရင်တော့နောက်တစ်ချိန်ချိန်မှာသွားနိုင်လိမ့်မယ်လို့ကိုကိုကိုတတိပေးနေပါဗျ။နောက် sometimes soon ဆိုလို့ရှိရင်နောက်တစ်ချိန်ချိန်မှာသွားနိုင်မှာ။နောက်ဘယ်အချိန်လဲမသိဘူး။ဒါမဲ့တစ်ချိန်ချိန်ကြရင်တော့သွားနိုင်လိမ့်မယ်လို့ကိုကိုကိုတတိပေးနေတယ်။ဒီမှာဆိုရင်ပထမအောင်ဆုံး sometime ကကြတော့အာနောက်နှစ်တစ်ချိန်ချိန်ဆိုတဲ့ sometime ပေါ့နော်။တွဲရတဲ့ sometime ။ဒုတိယ sometime ကကြတော့သွားဖို့ပတ်စံစုဖို့အချိန်တစ်ခုလိုတယ်ဆိုတဲ့ sometime ။ ခွဲရည်တယ်တတိယ sometime ကကြတော့တခါတလေဆိုတဲ့ sometime စရုထ sometime ကကြတော့နောင်တစ်ချိန်ချိန်မှာတွားနိုင်လိမ့်မယ်ဆိုတဲ့ sometime okay so now check example paragraph 2နောက်ထပ်စာပိုင်းလေးကျွန်မတို့ထပ်ကြည့်အောင် Emily moved to a new city sometime ago for a job Emily ကအလုပ်အတွက်လွန်ခဲ့တဲ့နှစ်အချိန်တစ်ခုလောက်မှာမျိုးသစ်ကိုပြောင်းသွားခဲ့တယ် Emily ကမျိုးသစ်ကိုပြောင်းသွားခဲ့တယ် sometime ago for a job အလွန်ခဲ့တဲ့နှစ်အချိန်တစ်ခုလောက်မှာနောက်မျိုးတစ်ခုကိုပြောင်းသွားခဲ့တယ်ပေါ့နော်အဲ့တော့ sometimes ကိုခွဲရေးတယ် sometimes တခါတလေတော့ she felt lonely and missed home အဲသူမအထီးကျန်ပြီးအိမ်ကိုတည်ရနေခဲ့တယ် she felt lonely ဆိုလို့ရှိရင်သူမအထီးကျန်တယ်လို့ခံစားရတယ် missed home အိမ်ကိုတည်ရနေခဲ့တယ် she knew it would take some time to adjust အာဒါမဲ့အသားကျဖို့အတွက်အချိန်တစ်ခုယူရမယ်ဆိုတာသူမသိပါတယ် it would take some time ခွဲရေးတယ် ခွဲရဲဆိုလို့ရှိရင်အချိန်တစ်ခုယူရမယ်ဆိုတာ तू မသိတယ် okay အာကာလာတစ်ခုယူရမယ်ဆိုတာ तू မသိတယ်ပေါ့နော် she plans to join an art class sometime this month to meet new people လူတက်တွေနဲ့တွေ့ဆုံဖို့ဒီလတဲ့တစ်ချိန်ချင်းပကြီးတနန်းတဖို့ तू မစီစဉ်ထားတယ် sometime this month ဆိုလို့ရှိရင်ဒီလအတွင်းကတစ်ချိန်ချင်းမှာဒီလအတွင်းကတစ်ချိန်ချင်းမှာ तू အာပကြီးတနန်းတက်မယ်ပေါ့ လူသစ်တွေနဲ့တွေ့ဖို့ဒီမှာဆိုလို့ရှိရင်ပထမဆုံး sometime ကခွဲရတဲ့ sometime ပေါ့နော်လွန်ခဲ့တဲ့နှစ်အချိန်တစ်ခုလောက်ဆိုတဲ့ sometime ဒုတိယ sometime ကကြောက်တခါတလေတော့ဆိုတဲ့ sometime တတိယ sometime ကကြတော့ဒီမှာနေသားကြဖို့အတွက်အချိန်တစ်ခုပေးရမယ်ဆိုတဲ့ sometime သရုတ်ထ sometime ကကြတော့ဒီလတဲ့တစ်ချိန်ချိန်ဆိုတဲ့ sometime နောက်ဆုံး paragraph လေးတစ်ခုထပ်ကြည့်ရအောင် Daniel wants to learn guitar but he knows it will take some time to get better ဒန်နီယာဂီတာတင်ကျင်တယ်ဒါပေမဲ့ he knows သူသိတယ်ပိုတော်လာဖို့အချိန်တစ်ခုကြာမယ်ဆိုတော့သူသိတယ်ပိုပြီးတော့ကောင်းကောင်းလုပ်နိုင်လာဖို့အချိန်တစ်ခုပေးဖို့လိုတယ်ဆိုတော့သူသိတယ်ဒါမျိုး sometimes ကိုခွဲရည်တယ် sometimes တခါတည်းရန် he gets frustrated when he makes mistakes တခါတည်းရန်အမှားတွေလုပ်မိတဲ့အခါသူစိတ်ပြတ်တယ် okay still he practices daily အာဒါမဲ့သူနေ့တိုင်းလေ့ကျင့်ပါတယ် his friend will teach him sometime next weekend so he excited သူတငယ်ချင်းကနောက်အပတ်ထဲပိတ်ရက်တစ်ချိန်ချိန်မှာသင်ပေးမယ်ဆိုလို့သူစိတ်လှုပ်ရှားနေတယ်ပထမဆုံး sum net ထိုင်းနေရကြတော့အာဂီတာကိုကောင်းကောင်းတီးနိုင်ဖို့အချိန်တစ်ခုပေးရမယ်ဆိုတဲ့ sometime ဒုတိယ sometime ကကြတော့တစ်ခါတလေတော့ဆိုတဲ့ sometime တတိယ sometime ကကြတော့အာနောက်ပတ်ထဲတစ်ချိန်ချိန်ဆိုတဲ့ sometime okay ဒီလောက်ဆိုလို့ရှိရင်တော့ကျမတို့ဒါတွေကိုနားလည်သွားပြီလို့ထင်တယ် ဆိုဒီနေ့ဗီဒီယိုလေးမှာကျမတို့ခါလေးကြလို့ရှင်တိမလိုလိုနဲ့မမှားလို့လည်းထင်ပေမဲ့အမှားနေတတ်တဲ့ sometime ကိုတွဲရေးတာရဲ့ aspara ရဲ့ခွဲရေးတာရဲ့ဒီသုံးခုလေးကိုဒါပေါ့ပပပြပြခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါလေးတွေမှာလည်း survive လေးတွေကိုကြည့်ပြီးတော့လည်းကိုကဒီ sometimes လေးတွေရဲ့အကွာချပုံလေးတွေကိုတေချာနားလည်သွားမယ်လို့ထင်တယ် မမိလွယ်မဲ့လို့လည်းထင်တယ်ဒါလေးကတစ်ခါတိထားပြီးပြီဆိုလို့ရှိရင်တော့မမိလွယ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုသဘောကျရင်ဆိုရင် like comment subscribe share လေးလုပ်ခဲ့ပေးပါသဘောကျရင် yes လို့လည်းရေးသွားပေးပါဦးเนาะအားဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်အကုန်လုံးပဲတတ်တာ